ညီမဆိုပေမဲ့ငယ်စဉ်ဆုံးတွဲမင်္ဂလာပွဲမှာမတူညီတဲ့လုံရက်ကြောင့်လူပြောများနေရဲ့ဖွေးဖွေးနဲ့ဝင်မော်ရွှေဤပရိသတ်များအားလုံးပဲမင်္ဂလာပါရှင့်ညီမဆွေမျိုးတွေဖြစ်ပေမဲ့မတူညီတဲ့အချင်းစိတ်ရိုက်စိတ်ထားနဲ့ fashion ကိုမြင်တွေ့ကြရကလူပြောများစရာဖြစ်နေတာကတော့ဖွေးဖွေးနဲ့ဝင်မော်ရွှေဤပါ ဒီညီမနှစ်ယောက်ရဲ့ပြုမှုကိုပြည်သူချင်းနှပညာရှင်ဇုံတွဲမင်းသမီးကျော်လေးဆိုပြတဲ့စင်နဲ့မင်းတော်ကျော်ဟင်းဝင်းရဲ့တို့ရဲ့မင်္ဂလာပွဲမှာတွေ့မြင်ခဲ့ရပါတယ်။ငယ်စဉ်ဇုံတွဲလူချစ်စနိုးခေါ်ကြတဲ့သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကတကယ့်ကိုထိတ်တန့်နှပညာရှင်တွေနာမည်ကြီးပုဂ္ဂိုလ်တွေရဲ့ဆောင်းလင်နဲ့စီကားတိုင်းမြိုက်ခဲ့တာအလုံးလေးအသည့်ပါ။ဒီလိုမျိုးထိတ်တန့်ပွဲကြီးတွေမှာဆိုရင်ထုံးစံအတိုင်းပဲဘသူတွေတက်ရောက်တယ်လဲဘသူတွေကဘလို့ဖက်ရှင်တွေနဲ့ကိုယ့်ရဲ့အစဉ်အတန်းကိုပြသတယ်လဲဆိုတာကပရိသတ်စိတ်ဝင်စားမှုအချက်ဖြစ်နေခဲ့ပါတယ်။ဒီပွဲမှာထိတ် တန်းမင်းသားမင်းသမီးတွေဆယ်လီတွေကတော့နောက်ဆုံးပေါ်ဒီဇိုင်းတွေတန်ဖိုးကြီးလက်ဝှေ့ရတနာတွေနဲ့ကိုယ့်ရဲ့ကြွယ်ဝမှုတွေခင်မင်မှုတွေကိုအပြိုင်ဆိုင်ပြသခဲ့ကြပါတယ်။ဒါပေမဲ့ဒီထဲကမှလူတွေရဲ့မျက်လုံးကိုအကြီးကျယ်ဖန်ဆောင်းသွားပြီးတော့အခုချိန်ထိပြောမပြီးဖြစ်နေတာကတော့ဆွေမျိုးညီမဝမ်ခွဲတော်ဆက်ကြတဲ့ထိတ်တန်းမင်းသမီးနှစ်လက်ဖြစ်တဲ့ဝိမုံရွှေရင်ရဲ့ဖူဖီတို့ရဲ့ဖက်ရှင်နဲ့လှုပ်ရပါပဲ။ လူအများစုကကိလို့ခေါ်ကြတဲ့ဝိမုတ်ရွှေကြီးကတော့ခိုင်းလိုပဲသူရဲ့ခွင်းဆိုတဲ့ပုံရိပ်အတိုင်းခန္ဓာတောက်ပနေခဲ့ပါတယ်မြန်မာနိုင်ငံရဲ့ထိတ်တန့်စီးပွားရေးလုပ်ငန်းရှင်တဦးရဲ့ဇနီးတဲ့ဖြစ်တဲ့အတိုင်းတံမူအဖြစ်သိန်းပေါင်းတောင်းချီတန်တယ်လို့တောင်ပြောဆိုနေကြတဲ့ရှင်ဟောင်းဗရမများဘရက်ကြီးကိုဆင်မြန်းပြီးတော့တံမူကြီးဝစ်စုံနဲ့ပွဲတက်လာတဲ့သူရဲ့ပုံစံကပွဲခင်းနဲ့မှအတောက်ပဆုံးကျဲတပွင့်လို့ဖြစ်နေခဲ့တာအမှန်ပါပဲတပတ်မှာတော့သူရဲ့အမဝန်ခွဲတော်ဇက်သူပရိသတ်ချစ်တော်ဖွေးဖွေးပါဖွေးဖွေးကတော့အမြဲတမ်းသူတိဆောက်ထားတဲ့ယူသ ားမှုပွင့်လင်းမှုဆိုတဲ့ပုံရိပ်အတိုင်းပဲတခြားမင်းသမီးတွေရန်နာရီအပြိုင်ဝစ်စင်နေကြချိန်မှာသူကတော့အလွန်တရာမှရိုးရှင်းပြီးတော့စက်တီရှိတဲ့မြမဝစ်စုံလေးနဲ့တန်မိုးကြီးလက်ဝတ်ရန်နာဆိုဘာမှမပါသလောက်ရိုးရှင်းစွာနဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်ဒီအသွင်ပြင်းတစ်ခုကိုကြည့်ပြီးတော့လူတွေကအထင်ကြီးအမျိုးမျိုးပေးနေတော့မှအခုနောက်ထပ်သတင်းတစ်ပုဒ်ကထပ်မံပြီးတော့ထွက်ပေါ်လာပါတယ်အဲ့ဒါကတော့အပေါ်ရန်ဝစ်စားစီရင်မှုနဲ့ပြောင်းပြန်ဖြစ်နေတဲ့လက်ဖွဲ့ကိစ္စပါကျမတို့ကြားသိရတဲ့အတွင်းသတင်းတွေပွဲတက်ပရိသတ်တွေကြားက ီတို့စကားတွေအရာဒီညီမနှစ်ယောက်ရဲ့မင်္ဂလာလက်ဖွဲ့ကသူတို့ရဲ့ဝတ်စားစီရင်ပုံနဲ့လုံးဝကြောင်းပြန်ဖြစ်နေခဲ့တယ်ဆိုတာပါ တရိန်နေရေဖော်ပြချက်ရတော့တိန်ပေါင်းတောင်းချီတန်နဲ့ယတနာတွေဝစ်ဆင်လာတဲ့မင်းသမီးဝင်းမွန်ရွှေကြီးကမင်္ဂလာလက်ဖွဲ့ကိုတော့နည်းနည်းလေးပဲလက်ဖွဲ့ခဲ့တယ်လို့ဆိုပါရယ်။ဒါကိုကြားရတဲ့ပရိသတ်တွေကအင်အားသိမ့်ကုန်ကြတာပါ။ကို့မှာဝေထားတာတွေကဒီလောက်တန်ဖိုးကြီးနေပြီးတော့မင်္ဂလာမောင်နှံကိုပေးတဲ့လက်ဖွဲ့ကဘာလို့ဒီလောက်နေရတာလဲဆိုတဲ့အမေကွန်းတွေထွက်ပေါ်လာခဲ့ပါရယ်။တဖက်မှာတော့အဝေအစားယတနာဘာမှမပါပဲရိုးရိုးလေးတက်ရောက်လာတဲ့မင်းသမီးဖွေဖွေကတော့မင်္ဂလာဆောင်တွေအတွက်ဘယ်သူမှထိမှန်မထားလောက်အောင်ရက်ရောတဲ့တန်ဖိုးကြီးမားတဲ့လက်ဖွဲ့ငွေပမာ မာနကိုထည့်ဝင်ပေးခဲ့တယ်လို့သတင်းတွေကဆိုပါတယ်။သူ့ရဲ့ရိုးရှင်းတဲ့အသွင်ပြင်းနောက်ကွယ်မှာသရိုးသားသရိုးသမီးပေါ်မှာထားတဲ့စေတနာနဲ့မြတ်တာကိုလက်တွေ့ကြကြရရရရပြသသွားခဲ့တယ်ဆိုပြီးတော့ချီးကျူးတန်တွေများသွားခဲ့ပါတယ်။ပရိသတ်ကြီးတို့ရောဘယ်လိုထင်ပါသလဲ။ဒီညီမနှစ်ယောက်ရဲ့မတူညီတဲ့လုပ်ရပ်ပေါ်မှာပြည်သက်တို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပြီးဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်နော်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်